အဝေကယူစရာလေးလောကကြီးမှာတနေ့တုန်းတစ်ချိန်တုန်းကဘလောက်အာနာရှိရှိနောက်ဆုံးပိတ်အချိန်လူဘဝဆိုတာဒါမျိုးတွေနဲ့ကြုံရတတ်တယ်ပေါ့အဝေကမယူတတ်လို့ရှိရင်တော့ကိုရှိနေတဲ့အချိန်ပိုင်းလေးမှာဟုတ်လာပြီထင်တတ်တယ်ပေါ့ကောသလမင်းကြီးရဲ့နန်းကြတာဟာလည်းပဲဇရက်ပေါ်မှာပဲသူအသက်သေဆုံးပြီးတော့သွားတယ်ပိဋိဒါရမင်းကြီးကထောင်ထဲမှာတည်တယ်ကောသလမင်းကြီးကဇရက်ပေါ်မှာတည်တယ်အေး ရသော်ဘုရားနဲ့လက်တွဲလာခဲ့ကြတဲ့တတူရွယ်သူဖြစ်တဲ့ကောသလမင်းကြီးရဲ့ဘဝသတ္တိကလည်းမကောင်းဘူး။ဗေမိတာရမင်းကြီးရဲ့ဘဝသတ္တိကလည်းမကောင်းဘူး။လောကကြီးမှာတနေ့တုန်းတစ်ချိန်တုန်းကဘလောက်အာနာရှိရှိနောက်ဆုံးမိတ်အချိန်လူဘဝဆိုတာဒါမျိုးတွေနဲ့ကြုံရတတ်တယ်ပေါ့။အဲ့တော့လောကလူလောကမှာနေကြတာလေကခဏလေးပဲလို့ဆို။ကောင်းစားတဲ့လူလည်းခဏလေးပဲမကောင်းစားတဲ့လူဆိုတာလည်းခဏလေးပဲ။ ဘလောက်ချမ်းသာတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ခဏလေးနေမြင်ရပြောက်ဆိုတာလို့လောကမှာပျက်စီးဆုံးရှုံးမှုဟာအလွန်နှင်းမြန်တယ်တက်တန်းတွေကလည်းအလွန်တိုးတယ်ဒါကြောင့်ဘလောက်ပဲချမ်းသာချမ်းသာမင်းချမ်းသာဆိုတာနော်သမုဒ္ဒရာတွေကတက်လာတဲ့ချိန်လေးမှာရေပောင်လေးကြလို့ပွက်ခနဲ့ထလာတယ်ရေပွက်ကလေးလို့တူတူလေးပါတဲ့ခဏလေးတေချာစဉ်းစားကြည့်ရင်လည်းလူ့ဘဝခဏလေးပဲ နော်စတုမာရနတ်ပြည်ရဲ့နတ်သက်နဲ့တွဲကြည့်မယ်ဆိုရင် လူတွေရဲ့အနှစ်90မှာစတုမာရနတ်ကတရက်ရှိသေးတယ်။တာဝရိန္ဒနတ်သက်နဲ့တွဲမယ်ဆိုရင် လူတွေရဲ့အနှစ်100တာဝရိန္ဒမှာတရက်ပဲရှိသေးတယ်။အဲ့တော့တာဝရိန္ဒနတ်ပြည်ကနတ်တွေကနေလူတွေကိုကြည့်လိုက်မယ်ဆိုရင်ဟင်းအခုပဲမွေးအခုပဲအိုအခုပဲအဖိုးကြီးဖြစ်ပြီးအခုပဲတည်သွားတယ်လို့ဒီလိုထင်တယ်။တခါတော့ကဆောလမွန်ဆိုတဲ့ အင်္ဂလိပ်စာအုပ်လေးထဲမှာဆောလမွန်ဆိုပြီးတော့ဒီလူဘဝတတန်လေးကိုဖော်ပြထားတာရှိတယ်တတန်လေးဖော်ပြထားတာလေးကစိတ်ဝင်စားလေးဘာလဲဆိုရင်သူကတနေ့နေ့နေ့မှာမွေးတယ်တဲ့တနင်္လာနေ့ကျတော့ကြောင်းနေအင်္ဂါနေ့ကျတော့လက်ထက်တယ်နော်ဘုရုနေ့ကျတော့နေမကောင်းထိုင်မတာဖြစ်ဇာတာပရိနေ့ဆေးရုံတဲ့ တောင်းကြနေတေစနေနေ့ချလူတယောက်ရဲ့အသက်ကိုဖော်ပြထားပုံလေးဒီခုနှစ်ရက်ပဲအဲ့ဒါလိုလူလောကအဲ့ဒါလို့ပြောရလောက်အောင်ဒီခုနှစ်ရက်အထဲမှာပဲဝေးတာတနေ့တေးတာတနေ့ဆိုတော့အလွန်တူတောင်းနေတဲ့အခြေအနေလေးတစ်ခုရှိဟော